ားလုံးပဲမင်္ဂလာပါရှင်ယူရန်ပါယူရန်ဒီနေ့ပြသွားတာလဲဆိုတော့ကန်ကြီးသွားတာပါအကြခင်မှာယူရန်တို့ညရာတရားကုံဆုံးတော့မှာဆိုတော့အဲလက်ဆန်းမှာပေါ့နော်ကန်ကြီးမှာတော့ပြန်ပြန်ဖြီးပါမယ်ဒီကကန်ကြီးတွေကချောင်းသာလိုမျိုးအုံရီတော့မရှိဘူးပေါ့နော် ေကူးတဲ့အစီအစဉ်ပြီးသွားပါပြီဆိုတော့စားတဲ့အစီအစဉ်ရောက်လာပါပြီရှင်ယူရန်စားတာကအာလူကြော်ရယ်ဝက်အသားလုံးကြော်ရယ်ပြီးတော့ကြက်သားကြော်ရယ်ပါရေကူးကူးပြီးချင်း ဆိုတော့ဘက်ကအရန်စားတယ်ဆိုတော့ယူရန်ကရေမကူးခင်အစားတောက်တွေမှားထားလိုက်တယ်အဲရေကူးပြီးတော့အစားတောက်တွေကအစင်းသစ်ဖြစ်နေရပေါ့နော်မဆောင်ရတော့အစင်ပြေးတယ် ဒီကမ်းခြေလေးอ่ะဆိုလို့ရှိရင်ထိုက်ပေနဲ့အဲတိတ်မဝေးဘူးပေါ့เนาะတနာရီကျော်လောက်ပဲယူရန်စံကေမောင်းလာရပါတယ်ဒီဆိုင်လေးကကမ်းခြေနဲ့နီးနီးလေးမှာရှိတယ်ပေါ့เนาะအဲဒီဆိုင်မှာပဲအညီဝတ်စားတွေလဲလို့ရတယ်ပြီးတော့ဆင်းလိုက်တာနဲ့ကမ်းခြေပဲဆိုတော့အရန်အဆင်ပြေတယ်ဒီဆိုင်ကဒီဆိုင်လေးက UN အမြဲတမ်းလာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲစိတ်ကို relax လုပ်လို့ကောင်းတယ်လို့ UN ကစားမိလို့ပါဒါကတော့ UN ရဲ့ favorite fruit tea ပါ UN ကအများသောအားဖြင့်အဲအေးဆိုလို့ရှိရင်ဒီလို fruit tea ကိုတောက်တာများတယ်ပေါ့နော်ဒီချိုရကြတော့အမ်အရန်အချိုကြီးမဟုတ်ဘူးပေါ့နော်အသီးအနှံလေးနဲ့ထည့်ပြီးတော့ဖြောထားတဲ့အတွက်တဘာဝအရသာကိုထွက်ပါတယ်ပြီးတော့အနည်းလေးกินတယ်လေ ဒီဆိုင်လေးကိုသဘောကျလို့လာမယ်ဆိုလို့ရှိရင်အစားအသောက်တွေကိုဂျူပြီးတော့မှားထားစေချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဆိုင်ကနည်းနည်းလေးလူများတယ်ပေါ့နော်။ပိတ်ရက်လာတယ်ဆိုလို့ရှိရင်ကျမရဲ့ကင်မရာမန်လဲပင်မန်းသွားတော့သူလဲစားတော့ရတာပေါ့နော်သူစားတာကတော့ဝတ်သားသုံးတက်သားပေါင်းပါ ယွန်းနွန်နီယောင်ထိုက်ပေကိုပြန်တဲ့လမ်းမှာအချိန်ရသေးတာနဲ့အဲ i ocean ဆိုတဲ့နေရာလေးကိုတွားကြည့်ဖြစ်တယ်ပေါ့နော်ဒီအထဲတဲကိုယွန်းတစ်ခါမှတော့မရောက်ဘူးသူကဒီရေအောက်မှာရှိတဲ့ငါးလေးတွေကိုပြထားတာပေါ့နော်အရန်ကြီးအကြီးရောမဟုတ်ဘူးတေးသေးလေးဒါပေမဲ့မရောက်ဘူးလို့ဝင်ကြည့်တာ ဒီနေရာလေးอ่ะကျဲငားလေးတွေထည့်ထားပါဘောเนาะတတိလေးတွေပြီးတော့ဟိုငလေးကြောက်လာအသေးလေးတွေရှိတယ်ဒီနေရာတော့အဲငလေးကြောက်အကြီးကြီးထည့်ထားပါဘောเนาะโอ้อันนี้แกจี้တော့အရန်လှတယ် ာကစုစုပေါင်း3လွှာရှိတယ်ပေါ့နော်ဒါကတော့အခု UN ဒုတိယတက္ကသိုလ်ကိုတွားကြည့်မှာပါ ါကတော့ဘာငါလဲတော့မသိဘူးယူရမမြင်ဘူးဒီနေ့ငါကတော့ ယူရင်လေး jellyfish တွေကိုမြင်အသေးရတယ်ဘာလို့လဲမသိဟွဟွကင်လဲကင်ကြီးချင်းလဲဘလို့နေလဲမသိသူခနာကူနဲ့တူတဲ့ငါးကိုသူတွေ့ရှိသွားတော့အထူးစမ်းနေဖြစ်နေပါတယ်ကျမရဲ့ကင်မရာမန် ရေအောက်ကဘာကိုသွားပြီးတော့နည်းနည်းလေးအာကောင်ခြောက်လာတာနဲ့ရေခဲကြီးဝင်စားပါတယ်။သူကပုံထဲမှာပြထားတော့တူတူလေးတကယ်ရောက်လာတော့အကြီးကြီးဖြစ်တယ်။နှယုံသားတယောက်တစ်ပွဲမနှဲကုန်အောင်စားခဲ့ရတယ်။ယွန်းကတော့ဂျယ်လီကြိုက်တဲ့လူဆိုတော့ဂျယ်လီ မျိုးစုံနဲ့ရေခဲကြီးကိုစားခဲ့ပါတယ်။အေးစိတ်နာပဲ။နောက်တစ်ခုကဒီထက်မှပိန့်ဥပါပါတယ်။သူက ရေခဲကြစ်တပွဲစားလို့ရှိရင်ကြိုက်တဲ့အရသာ၃မျိုးထည့်လို့ရတယ်ဆိုတာနဲ့ UN ကဒါ UN ရွေးထားတာပေါ့နော်၃မျိုးကဲ UN ရုံးနှစ်ယောက်ဒီဟာစားလို့ပြီးသွားရင်တော့ထိုက်ပီတဲ့ကိုပြန်ပါရုံးမယ် UN ဗီဒီယိုလေးကိုအဆုံးထိတည်ယူပေးလို့အများကြီးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းပြန်တွေ့ပါအောင်မယ်ရှင်အားလုံးပဲဘိုင်ဘိုင်